မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မကွေတိုင်းဂံကောင်းမြို့နယ်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံမြမရေနံနဲ့တဘာဝဓာတ်ငွေလုပ်ငန်းရေနံမော်ကင်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရာစစ်ကောင်စီဘက်ကဗိုလ်ကြီးတော်စင်အောင်ဒူရဲအုပ်ကိုကိုအောင်အပါဝင်စစ်နာဦးတေဆုံးပြီးစစ်နာဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဩဂတ်လ16ရက်နေ့မကွေးတိုင်းဂံကောခရိုင်ဂံကောမြို့နယ်ကြောတိုက်နယ်အတွင်း MOG ရေနံမော်ကင်းစခန်းဝဝန်ထုတ်လုပ်ရေးစခန်းနဲ့ရေနံချင်းကင်းစခန်းကိုတော်လိုက်တပ်များကတိုက်ပတ်ရရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့ကပ္ပစ23ကဗိုလ်ကြီးတော်စင်အောင်နဲ့ဒူရဲကိုကိုကိုအောင်အပါဝင်စစ်နာဦးတည်ဆုံးပြီးတော့ကပ္ပစ23ကဒူအရာကံဘူဝင်းမြင့်ထုံးအပါဝင်စစ်နာဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့တော်လိုက်ရဲဘော်တို့ကြာဆုံးခဲ့ရတယ်လို့သိရပါတယ်စစ်ကောင်စီထံကနေပြီးတော့လက်နက်မျိုးစုံ30လက်ကြီမျိုးစုံ2600ကျော်မိုင်းခွနလုံးဘုံဒ ီး6လုံးနဲ့စစ်တုံးပစ္စည်းတချို့ကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။၎င်းစစ်စင်ရေးမှာဂံကောခရိုင်ကိုကဲရေးယုံကိုကဲမှုနဲ့ဂံကောခရိုင်တရဲတစ်ခွန်17 17 14 ABSDF KKG တရဲ656ဂံကောခရိုင် drone တပ်ဖွဲ့ Hyper UAV Force နဲ့ကြောတိုက်နယ်ပကဖပူပေါင်းအဖွဲ့တို့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငန်းဆောင်မြို့နယ်မြို့သားစက်မှုဇုံမှာအထိုင်ချတပ်ဆွဲထားတဲ့အထိုင်စခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီဘက်က10ဦးထက်မနည်းတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ16ရက်နေ့မနက်ပိုင်းကငန်းဆောင်မြို့နယ်မြို့သားစက်မှုဇုံမှာရှိတဲ့အင်အား30ခန်းနဲ့အထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အထိုင်စခန်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးထက်မနည်းတေဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရတယ်။ပျက်စီးတော့မရခဲ့ဘူး။ တိုက်ပွဲကနိုင်ဝက်လောက်ကြာခဲ့တယ်မြို့သားမြို့သားဘက်ကရောအနီးနားကအထိုင်စခန်းတွေကရောစစ်ကူအင်အားတွေရောက်လာလို့လုံခြုံရေးအရာပြတ်ဆုတ်ခဲ့ရတာပါလို့ငန်းစုံမြို့နယ်ပကဖဗန္ဒာရှာဖွေရေးတာဝန်ခံကိုဟရုနာကာဂျီမာကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုငန်းစုံမြို့နယ်ပကဖစင်ကန်မြို့နယ်ပကဖမြင်းကြံ35ပျောက်ကြားတပ်ဖွဲ့ဗိုလ်စားပျောက်ကြားတပ်ဖွဲ့မြင်းကြံနဲ့ပြီးချက်သားပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းကြောက်ဆယ်မြို့နယ်ညောင်ဝင်းကျေးရွာမှာပြည်သူများကိုနှီးမျိုးစုံနဲ့နှိပ်စက်နေတဲ့ရက်ကြီးအုပ်ချုပ်ရေးအဖွဲ့ဝင်တင်လိုင်ကိုပြစ်ခတ်တိုက်ခတ်ရာတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ14ရက်နေ့ည9:00နာရီကမှကြောက်ဆယ်မြို့နယ်ညောင်ဝင်းကျေးရွာမှာနေထိုင်တဲ့ပြည်သူများကိုနှီးမျိုးစုံနဲ့နှိပ်စက်နေတဲ့ရက်ကြီးအုပ်ချုပ်ရေးအဖွဲ့ဝင်တင်လိုင်ကိုတော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခတ်ရာ ပွဲချင်းပြီးတိတ်ဆုံးခဲ့တယ်လို့သိရပါရယ်။တိတ်ဆုံးသွားတဲ့ရက်ကြီးအုပ်ချုပ်ရေးအဖွဲ့ဝင်တင်လိုင်ဟာ စစ်မှုတန်းဥပဒေနဲ့စစ်သားတပ်များကိုအတင်းအဓမ္မစုဆောင်းခြင်းနဲ့ကျေးရွာလျှက်စစ်မီးကော်မတီဖွဲ့စည်းပြီးတော့ပြည်သူများထံကနေပြီးတော့ငွေကြေးများကိုအတင်းအဓမ္မကောက်ခံခြင်းတို့ကိုလှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါဗါတယ်။တူသားကတော့ခုခံလို့လက်မှဒဏ်ရာရသွားတယ်။ဒီကောင်ကအုတ်ချုပ်ရေးမှုထက်ကိုစစ်တပ်ကိုပို့ပြီးတော့ပြီးတဲ့ကောင်မှာ ိုင်းမှုအဆင့်အထိကိုဒီကောင်ကပိုင်ပါတယ်အုတ်ချုပ်ရဲမှုလုပ်ရင်တက်ခံရမှာကြောက်လို့အသိဉာဏ်မရှိတဲ့သူတွေကိုအုတ်ချုပ်ရဲမှုတင်ပြီးတော့ဒီကောင်ကနောက်ွယ်ကနေချိုးကင်နေတာစစ်ကောင်စီခန့်အုတ်ချုပ်ရဲမှုတွေနဲ့ပြူစောထီးတွေအသက်အပိုမပါရင်ပြည်သူနဲ့ပူးပေါင်းဖို့မြစ်တာရက်ခံကြမှာတယ်ပြည်သူလူထုကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီကိုစူးစမ်းပေးနေတဲ့မြည်သူကိုမဆို့ ဆက်လက်ပြီးတော့တိုက်ခိုက်သွားမယ်လို့ကြောက်စဲမျိုးနယ်တော်လန်ရေးတပ် KIA တပ်ဖွဲ့ကတာဝန်ခံမင်းလက်ရာကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုကြောက်စဲမျိုးနယ်တော်လန်ရေးတပ် KIA နဲ့အတူကြောက်စဲ KDDF နောင်ရိုးတပ်ခွဲသုံးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မှာရှိတဲ့ကြောက်စိမ့်မြို့တော်ဖားကံမှာစစ်ကောင်စီတပ်များကင်းစင်ရန်နဲ့အပိတတက်ခိုက်ချင်းမုံရန်အတွက်အဓိကစစ်ကောင်စီရဲ့တပ်စခန်းကြီးခုနှစ်ခုကြန့်ရှိနေသေးပြီးတော့နေနေဆုံးမမှုကို KIA ကရယူထားနိုင်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုရပိုင်းအတွင်းမှာဖားကံမြို့နယ်မှာရှိတဲ့စစ်တပ်ရဲ့တောမော်တပ်စခန်းနဲ့လမောင်စခန်းကုန်းတို့ကို KIA ကသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါပါတယ်။ဩဂတ်လ15ရက်နေ့မနက်9:30မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီရဲ့လမောင်စခန်းနဲ့ညနေ4:40မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင် င်စီရဲ့တောမော်စခန်းတို့ကို KIA ကအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဖားကန်မြို့နယ်တစ်ခုလုံးကို KIA ကသိမ်းပိုက်ရရှိရန်အတွက်စစ်တပ်ရဲ့အဓိကစခန်း9ခုကျန်ရှိနေသေးတယ်လို့သိရပါတယ်။လက်ရှိမှာ KIA ကဖားကန်မြို့နယ်တစ်ခုလုံးမှာနယ်မြေစိုးမိုးမှုရရှိထားကြောင်း KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ကမ္ဘာတံမိုးအကြီးဆုံးကြောက်စိမ်းများထွက်ရှိရာဖားကန်မြို့နယ်မှာစစ်ကောင်စီရဲ့အဓိကတပ်စခန်း9ခုကျန်ရှိနေရမှာကန်စီဘူဟာကုန်း အောင်ပါလီတက်ဆက်ခန်းမစိုးရန်ထောင်တက်ဆက်ခန်းလေပြင်းရမ်းချက်စိုင်းတောင်ရဲစခန်းကိုဖားကန့်ဘျူဟာကိုဖားကန့်ရဲစခန်းတို့ကြန့်ရှိနေသေးတယ်လို့သိရပါဗျ။ KIA ရဲ့ပြောခွင့်ရဘုံမူကြီးနော်ဘူးကနယ်မြေစိုးမုံမှုကတော့စစ်စခန်းတွေအများကြီးကြံပါသေးတယ်။သူတို့ကစခန်းကြီးတွေကိုအခိုင်အမာလုပ်ထားတာရဲစခန်းတွေဆိုရင်လည်းအခိုင်အမာပဲစီရေးကိစ္စတွေကတော့ကျွန်တော်ပြောလို့မရပါဘူးလို့ပြောဆိုထားပါဗျ။ KIA ကမက်စလာ9ရက်နေ့ကစတင်ပြီးတော့ကချင်ပြည်နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကိုစစ်ဆင်ရေးများနဲ့တိုက်ခိုက်ခဲ့ရာယခုခါမှာစစ်ကောင်စီရဲ့တပ်စခန်းပေါင်း100ကျော် ော်ကိုတိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့အနီးမှာရှိတဲ့ဆယ်ကုန်းမြောက်ရွာကိုအကြမ်းဖက်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းကနေဘုံကျဲတိုက်ခတ်ရာတားမိနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ14ရက်နေ့ည7:30မိနစ်ခန့်မှာတောင်သာမြို့အနီးမှာရှိတဲ့ဆယ်ကုန်းမြောက်ရွာကိုအကြမ်းဖက်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းကနေဘုံကျဲတိုက်ခတ်ရာပြည်သူပိုင်းနေအိမ်တစ်လုံးနဲ့ကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့တားမိနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တားမိနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာကတော့မစိုးရိမ်ရပါဘူး။ က်ပွဲဖြစ်ပွားမှုမရှိပါဘူးအကြမ်းဖက်စစ်ကောင်စီကအကြောင်းမဲ့ဘုံကျဲတာပါလို့တောင်းတာလူမှုလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အလားတူပဲသခိုင်းတိုင်းဒီပေးရင်မြို့အနည်းကိုလည်းအကြမ်းဖက်စစ်ကောင်စီကဒီကနေ့မနက်အစောပိုင်းမှာလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းရေးဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထုခန့်သောအမေသားကပြောကြားထားပါတယ်ဩဂတ်စ်လ16ရက်နေ့မနက်9:00ခန်းမှာဒရအူးကနေတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ Jet Fighter နှစ်စီးက ဒီပဲရင်မျိုးအနီးပတ်ဝန်းကျင်ကိုလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ပြည်သူများထိခိုက်မှုရှိမရှိကိုတော့ဆက်လက်စုံစမ်းနေသေးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းပောက်ခေါင်းမြို့နယ်ဒလမဲရွာနယ်ရွှေကူရွာကပြည်သူနှောက်ဦးကိုအကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးတပ်ဖြတ်ပြီးတော့ PDF တပ်ဖွဲ့ဝင်များဆိုပြီးဆွဆွဲကရုပ်ဝလောင်းများကိုစွန့်ပစ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ23ရက်နေ့မှာပောက်ခေါင်းမြို့နယ်အတွင်းစိုင်းကယ်လိုင်စင်ကိုအကြောင်းပြပြီးတော့မတရားဖမ်းဆီးခံရရတဲ့ပောက်ခေါင်းမြို့နယ်ဂျိုးပင်ဝိုင်းအုပ်စုဒလမဲရွာနယ်ရွှေကူရွာကပြည်သူနှောက်ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများက PDF တပ်ဖွဲ့များဆိုပြီးဆွဆွဲက တ်ဖြတ်ပြီးတော့ရုပ်အလောင်းများကိုစွန့်ပစ်ခဲ့တယ်လို့သိရပါတယ်အချက်ဘတ်စစ်ကောင်စီကဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့သူနှစ်ဦးဟာဒလမဲရွာကကိုနေသူလှိုင်ခေါ်ကိုအောင်ရွှေနဲ့ရွှေကူရွာကအမည်မသိတဲ့ပြည်သူတို့ဖြစ်တယ်လို့ဒေသခံများကရှင်းပြထားပါတယ်အဲ့ဒီအသက်ခံလိုက်ရတဲ့ကောင်လေးတွေကစိုက်ကယ်လိုင်စင်ကိစ္စနဲ့ဖမ်းဆီးခံရတဲ့သူတွေပါဒလမဲရွာကကောင်လေးကပေါင်းတယ်မှာအဖမ်းခံရတာပါဇူလိုင်လ24ရက်နေ့ကဖမ်းခံရတာ PDF တပ်ဖွဲ့ဝင်တွေလည်းမဟုတ်ပါဘူးရက်ရွာထဲမှာအေးအေးဆေးဆေးနေထိုင်တဲ့ပြည်သူတွေပါလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကဖမ်းဆီးရမိထားတဲ့စစ်သုံးပန်းမိသားစုဝင်185ဦးကိုငွေကျပ်9000စီထောက်ပံ့ပြီးတော့ခုနှစ်ကြိမ်မြောက်ပြန်လွှတ်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ17ရက်နေ့မှာလာရှုံမြို့တိုင်းတိုက်ပွဲအတွင်းဖမ်းဆီးရရှိတဲ့စစ်သုံးပန်းမိသားစုဝင်185ဦးကို MNDA ကထပ်မံလွှတ်ပေးခဲ့ခြင်းဖြစ်ပြီးတော့အတုံးလိုက်ခွဲပြီးတော့ပြန်လွှတ်ပေးနေခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုပြန်လွှတ်ပေးတာဟာအကြိမ်ပေါင်းအနည်းဆုံး9ကြိမ်မြောက်ဖြစ်ပြီးတော့လူဦးရေ2000ကျော်ကိုပြန်လွှတ်ပေးပြီဖြစ်တယ်လို့သိရ ရပါတယ်အလားတူပဲဩဂတ်လ14ရက်နေ့မှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ကဖမ်းဆီးရမိတဲ့စစ်တုံးပန်း296ဦးဩဂတ်လ17ရက်နေ့ကပြင်းထန်ဒဏ်ရာရစစ်တုံးပန်း45ဦးကိုလည်း MNDAA ကပြန်လွှတ်ပေးခဲ့ပြီးတော့အခုလိုလွှတ်ပေးရမှာ SSPP နဲ့ချိတ်ဆက်ပြီးတော့ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် MNDAA တပ်ဖွဲ့ဟာဩဂတ်လ6ရက်နေ့ကစတင်ပြီးတော့လာရှိုမျိုးကဖမ်းဆီးရရှိခဲ့တဲ့စစ်တုံးပန်းနဲ့မိသားစုဝင်များကိုပြန်လွှတ်ပေးလျက်ရှိရမှာလက်ရှိအချိန်မှာ စစ်တုံးမန်းမိသားစုဝင်2000ကျော်နဲ့စစ်တုံးမန်း340တအုပ်ကိုပြန်တော့ပေးခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရိတ်သတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ